မိမိရဲ့ဆိုင်နေမှာမထင်မှတ်ပဲတဲ့လက်လာပါပိတ်စီတဲ့အကြောင်းအရာကတချို့ဆိုင်နေမှာတချို့စားတော့ဆိုင်နေတချို့လပိတ်ဆိုင်နေတချို့အလှပြင်ဆိုင်နေတချို့စတိုးဆိုင်နေမှာမေရိုကြီးကမုံလို့စေဝါကြီးကမုံလို့စသည်စသည်ဖြင့်နော်ကမုံတွေကိုစိုက်ထားတာတွေရှိကြတယ် လွန်ခဲ့တဲ့3လလောက်ကကျွန်တော်ထံပေးဒီမင်းမြတ်နဲ့မန္တလေးရပေါ့နော်နာမည်တော့မပြောတော့ပါဘူးသတ်တော့ဆိုင်ပန်းရှင်သတ်သာဖွင့်ခြင်းမှာအာသတ်တော့ဆိုင်ကအယောင်းဝင်တော်တော်ကောင်းနေတာပေါ့နောက်ပိုင်းလဲကြလဲကြအောင်အစင်မပြေတော့ဘူးလူမဝင်တော့ဘူးပေါ့နော်ပဲရတော့မဲ့အနေထားရှိတယ်ဒါမှသူ့သာတာကိုစစ်စစ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ ဒါတာကွင်းမှာကမုန်းဆိုတာ ဆိုင်ုံရောက်နေတယ်။အဲ့တော့ကျွန်တော်ကပြောလိုက်တယ်ပေါ့။ကိုယ့်ရဲ့ဆက်တောက်ဆိုင်လေးမှာ အလှပဲဖြစ်ဖြစ်စီပွားရေးအတိတ်နမိတ်နဲ့ပဲယူယူကမုန်းပင်လေးများစိုက်ထားတာရှိပါသလားပေါ့။၎င်းကစီပွားရေးကမုန်းလေးစိုက်ထားပါတယ်တဲ့။ဘယ်လိုစိုက်ထားလဲဆိုစီပွားရေးကမုန်းလေးကိုဆိုင်ရဲ့အဝင်ဝလေးမှာ တကပ၃ပေါက်ရှိတာပေါ့အဲ့မှာစီပါကြီးဂမုံလေး၃ပင်ကိုပန်းဝန်းလေးနဲ့စိုက်ထားပါတယ်ပေါ့ကျွန်တော်အားချင်းမဲ့ဂမုံပင်ကိုဖယ်ရှားခိုင်းလိုက်တယ်ဖယ်ရှားခိုင်းပြီးတော့တိတ်မကြခင်တရက်နှစ်ရက်တွင်းမှာဆိုင်ရပုံမှန်လဲပတ်သွားတယ်အဲ့တော့ပြောချင်တာကတော့ကိုယ့်ရဲ့ဆိုင်မှာအယောင်းဝယ်နဲ့ပတ်သက်ပြီးတော့ကောင်းစေခြင်းနဲ့စီပါလက်လာပါနဲ့ပတ်သက်ပြီးတော့ကောင်းစေခြင်းနဲ့လူတွေဝင်ခြင်းနဲ့စသည်ဖြစ်ပေါ့အဲ့လိုမျိုးတွေ ချစ်ချင်တဲ့ဟိတ်ဆိုရင်ဘယ်ကမုန်းပင်မှမဆိုင်ပါနဲ့။ဘာဘသူကကောင်းလို့ဘယ်ကမုန်းမရကောင်းတာအမေတော်ကြီးကမုန်းအစီဝါကြီးကမုန်းစသည်ဖြစ်ပေါ့နော်။လုံးဝမဆိုင်ပါနဲ့ကျွန်တော်ဆိုင်မင်းတင်ကတင်မိထားတာလည်းရှိပါတယ်။သားတော့ဆိုင်နဲ့အယောင်းဝယ်ကောင်းကြီးလဖိတ်ဆိုင်နဲ့ရောင်းဝယ်ကောင်းခြင်းနဲ့စတိုးဆိုင်နဲ့ရောင်းဝယ်ကောင်းခြင်းနဲ့အလှပြင်ဆိုင်နဲ့ရောင်းဝယ်ကောင်းခြင်းနဲ့လူဝင်ခြင်းနဲ့ လူစေခြင်းနဲ့ဆိုရင်ဘာကမုန်းပင်မှမဆိုင်ခိုင်းပါဘူးအဲ့ဒါလေးတစ်ချက်နော်ဒါကဟိုတတိမတိတာလေးဖြစ်ခြင်းဖြစ်မယ်တတိမမှုပဲနဲ့စိုက်မိတာလေးဖြစ်ခြင်းဖြစ်မယ်နော်အဲ့ဒါလေးတစ်ချက်နော်နောက်တစ်ခုကတချို့ဆိုင်နေတချို့အိမ်နေမှာ အပင်ကနေအခုချိန်ဆိုရင်ပိုဆိုးတာပေါ့နော်ဒါမိုးနေပတ်လေအဲဆိုင်အဝင်ဝါတွေမှာထီးတွေမချိတ်ပါနဲ့နော်ထီးမချိတ်နဲ့ဘာဖြစ်လို့လဲဆိုတော့စနေနံအပူမေးကိုရှေ့မှာချိတ်ထားတဲ့အတွက်ပြဿနာတွေနဲ့ပတ်သက်ပြီးတော့တတ်မယ်အတိုက်ခံနေနဲ့ခဏခဏဖြစ်မယ်ပေါ့နော်ဒါလေးတစ်ချက်အဆိုးဆုံးကတော့ ထိခိုင်းကြိုးတာတွေထိအဆုပ်တွေအိမ်မှာမထားတာကောင်းပါတယ်ဒါတွေကလည်းလက်တိတ်တဲ့အတိုက်ခံရန်တွေကိုဖိတ်ခေါ်တာနဲ့တူပါတယ်နော်အတူတူပါပဲ